လူလူကောင်းဆောင်ဒေါန်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဆုတောင်းပေးသူတွေက၄ယောက်ကိုဖမ်းဆီးခံခဲ့ရပြီးတချို့ကိုခံဝင်နဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။ဒီအကြောင်းကိုတော့တီရိကပြောပြပေးမှာပါရှင်။ဆွမ်း19ရက်နေ့မှာကြာရောက်ခဲ့တဲ့လူလူကောင်းဆောင်ဒေါန်စန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းကိုလူမှုကွန်ရက်ပေါ်တင်ခဲ့သူတွေနဲ့ဘန်းတပိတ်မှာပါဝင်သူ၄ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်ရုပ်သံ MRTV ကဝန်ထမ်းမနှင်းရင်ဖြူဟာဖေဖော်ဝါရီဆူတောင်းစာရေးတာကြောင့်ဇွန်လ22ရက်နေ့မှာဖမ်းဆီးခံခဲ့ရပါတယ်။ဒါအပြင်ချမ်းမြသာစီမြို့နယ်ကျွန်းလုံးဥဆောင်ရက်ကွက်ကကြောက်ပွဲစားဒေါ်ထထေးမော်ပြည်ကြီးတကုံမြို့နယ်တင်ပန်းကုန်းရက်ကွက်က ကိုဖြိုးညင်ညီခကိုဖတ်တီနဲ့ကိုစောလာနိုင်တို့ကိုတစ်တော့မှာရုပ်သံတင်လွှင့်ခဲ့တာကြောင့်ဇွန်လ19ရက်မှာဖမ်းဆီးခဲ့တာပါ။သူတို့တွေရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ DBB ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဝါရဖြန် Telegram Channel တွေမှာတော့အကြမ်းဖက်အဖွဲ့လို့ကြေညာထားတဲ့ CRPA NUG ရဲ့လှုံ့ဆော်ဝါရဖြန်မှုမှာ ပါဝင်ဆောင်ရွက်သူအားပေးကူညီသူတွေကိုဖမ်းဆီးပြီးဥပဒေနဲ့ညီအရေးယူသွားမှာဖြစ်ကြောင်းဖော်ပြခဲ့ပေမဲ့ဖမ်းဆီးခံရသူတွေရဲ့အခြေအနေသေးစိတ်ကိုဖော်ပြထားတော့မတွေ့ရသေးပါဘူးစစ်ကောင်စီဟာလူလူကောင်းဆောင်ရဲ့မွေးနေ့မှာပါဝင်တဲ့ပြည်သူတွေကိုဖမ်းဆီးတာဟာပန်းကင်ဆောင်ထားတဲ့လက်နက်မဲ့ပြည်သူတွေကိုတနက်ကင်ထားတဲ့သူတွေကပြန်လည်ကြောက်ရွံ့နေတာဖြစ်တယ်လို့ ။တပိတ်ကောင်းဆောင်ကိုဒေသာဆန်းကပြောပါရယ်။ပန်းသမားကိုကန်းသမားကကြောက်နေရတယ်ဆိုတဲ့အခြေအနေ။ဒါဘာလို့ဖော်ပြနေတယ်လဲဆိုတော့ဒီစေယုစုတီတနက်တီကြီးစံနေတက်ကြီးရှိပြီမဲ့လက်နဲ့မဲ့ပြည်သူကိုကြောက်နေတယ်လက်နဲ့မဲ့လူလူကောင်းဆောင်အမီတော်ဆန်းစုကြီးကိုကြောက်နေစေဖြစ်တယ်ဆိုတာကိုဒါဖော်ညွှန်းနေတာဖြစ်ပါတယ်။ဒီနေ့ပြောရင်ပြည်သူအာဏာပေါ့ဗျ။ပြည်သူအာဏာပြည်သူစံနာကိုဒီတနက်တီကြိုင်ဆောင်ထားတဲ့စေအုပ်စုကကြောက်ရွံ့ တုံ့ဆုံနေစေဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်စစ်ကောင်စီဟာလူလူကောင်းဆောင်ကိုဖမ်းဆီးအကျဉ်းချထားပေမဲ့သူ့ရဲ့ပုံကိုရေးအချိန်ဝါနဲ့ပြည်သူလူထုပေါ်ဩစာလွှမ်းမိုးမှုကိုကြောက်ရွံ့နေတာဖြစ်တယ်လို့နိုင်ငံရေးလှိလာသူတွေကတုံ့သက်ပါတယ်စစ်ကောင်စီဟာဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးအခင်းအကျင်းနောက်ဆုံးမှထုတ်သုံးဖို့မြင်နိုင်တယ်လို့သူတို့ရဲ့လက်ရှိအခြေအနေကနောက်ဆုံးမှရောက်နေပြီလို့မမြင်သေးတာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ် သူတို့အနေနဲ့တခြားသောနိုင်ငံရေးခေါင်းဆောင်တွေတဲ့ဆိုင်ဒေါက်ဆန်းစုကြည်ရဲ့ပုဂ္ဂိုလ်ကြီးကဩဇာအလားရှိတာလေသူတို့ဘောကိုနေလွှမ်းမှုနိုင်တာကိုသူတို့ကြောက်တဲ့ပုံစံမျိုးပေါ့နော်စိတ်ရေးကကြတော့ရှင်းတယ်ပေါ့နိဒါတကယ်ပြီးမြန်လက်နဲ့ပိုင်းဆိုင်ဟာရာအသာစီးရတယ်ဆိုရင်တနေ့နေ့မှာဒါသူသူနိုင်ကိုနိုင်ဆိုတာကိုပြောလို့ရရှိနိုင်ပေမဲ့နိုင်ငံရေးအနေနဲ့ကြတော့သူတို့အနေနဲ့ဘရောမှတော်စဲစစ်ကြီးရဲ့ဩဇာကိုလွှမ်းမိုးပြီးနိုင်ငံရေးအသာစီးယူနိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော် အေရီတိုင်းတနုပြူမြို့နယ်မှာတော့လူလူကောင်းဆောင်ဒေါံဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာဆုတောင်းပေးသူနဲ့ပန်းသမိတ်ပြုတ်လုတဲ့ဆိုပြီးအဖမ်းခံခဲ့ရတဲ့အရက်သား17ယောက်ကိုခံဝင်ထိုးခိုင်းပြီးပြန်လွတ်ခဲ့လို့စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေကပြောကြပါဗျ။ဒေါံဆန်းစုကြည်ရဲ့မွေးနေ့မှာတိုင်းဒေသနဲ့ကန်အဖွဲ့တွေနဲ့နိုင်ငံတကာတန်ယုံတွေနဲ့ပြည်တွင်းပြည်ပကပြည်သူတွေကဆုတောင်းမေတ္တာတွေပို့သခဲ့ကြပါဗျ။အာနာသိမ့်မိကလေးကလူလူကောင်းဆောင်ဒေါံဆန်းစုကြည်ရဲ့မွေးနေ့မှာပါဝင်သူတွေနဲ့ဆုတောင်းပေးသူတွေကို ဖမ်းဆီးရာတွေလှုပ်ဆောင်ခဲ့ပြီးပြီးခဲ့တဲ့2024ခုနှစ်ကလည်း22ရောက်ဖမ်းဆီးခံခဲ့ရပါတယ်။ဒီနေ့ကြားရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မှာမွေးနေ့ဆုတောင်းဗီဒီယို1000နဲ့ဂင်းနစ်စံချိန်ဝင်ဖို့ကြိုးစားခဲ့ရမှာမွေးနေ့ဆုတောင်းဗီဒီယိုတသိန်းကျော်အထိရရှိခဲ့ပါတယ်။ကျမတီရီပါ